မင်္ဂလာပါခင်ဗျာလည်းပဲရုတ်တရက်ညနေခင်းသတင်းစီစဉ်ထိုင်းထုတ်လို့ကနေပြီးတော့ကြိုးစားပါရစေဒီကနေ့မှာတက်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရွှေကုတ်ကိုဒေသမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုစတင်ရှင်းလင်းနေကြောင်းသိရတယ်ဆိုတဲ့သတင်းအပောင်းဝင်နောက်ဆုံးညနေခင်းသတင်းတွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီသတင်းပြင်ဒဏ္ဍာရီတဘာဝပအောင်ခြင်းထိန်းသိမ်းရေးတတော်အတွင်းရွှေကုတ်တူတဲ့မြန်မာနိုင်ငံသားလူကိုဖမ်းမိတယ်ဆိုတဲ့သတင်းတရုတ်တမင်နဲ့ပတ်သက်ပြီးဂျပန်နဲ့တရုတ်တို့တရမန်ဆိုင်ရာပြဿနာတက်နေခြင်းဂျပန်ကတရုတ်မှာရှိတဲ့၎င်းရဲ့နိုင်ငံသားတွေပီကင်းကြီးအထွတ်အထိပ်ပေးတယ်ဆိုတဲ့သတင်း အာဇင်နဲ့နောက်ခံလူကာဘရီယယ်ဇန်နဝါရီလအထိအနားယူရပွဲရှိတယ်ဆိုတဲ့သတင်းအစိုက်သတင်းတွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရွှေကုတ်ကိုဒေသမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုစတင်ရှင်းလင်းနေကြောင်းသိရတယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်ဂေမီနယ်မြောက်ရီမြို့မြောက်ဖက်ရွှေကုတ်ကိုဒေသမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုနိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းကစတင်ပြီးတက်မတော်နဲ့ကရင်နယ်ခြားစောင့်တက် BGF ပူးပေါင်းအဖွဲ့ကရှင်းလင်းရေးဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါတယ် ရှေကောက်ကိုဒေတာအတွင်ကြားဖြတ်လုပ်ငန်းကိုအပိတိုင်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်ပြီးဖီးယားကြောင့်မဟုတ်ပဲလုံတဲ့လုံထိုက်တဲ့အချိန်ရောက်လို့လုံဆောင်ရတာဖြစ်တယ်လို့ကရင်နယ်ခြားဆောင်တပ် BGF ကတာဝန်ရှိသူတို့ဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောပါရယ်ကျွန်တော်တို့ကဖီးယားကြောင့်မဟုတ်ဘူးတခါတလေတိုက်ဆိုင်နေဟာရှိတယ် အမြဲတမ်းတိုက်ဆိုင်နေကျွန်တော်တို့ကဒီအချိန်မှာဒါလုံးမယ်လို့ငကိုကလေးကယာထားပြီးသားဒါပေမဲ့ကျွန်တော်တို့ယာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုတွေရှိတယ်ဖီးယားကြောင့်မဟုတ်ဘူးကျွန်တော်တို့လုံတင်လုံထိုက်တဲ့အရာကိုလုံနေတာဖြစ်တယ်ကြားဖြတ်နေနေရဲ့အထူးတက်ဖွဲ့ဆိုတာလည်းခုမှရှိလာတာမဟုတ်ဘူးဒီအဖွဲ့ကအလုံးလုံးရမယ့်အချိန်ရောက်လာတဲ့အတွက်အလုံးလုံးတာဖြစ်တယ်ဖီးယားကြောင့်မဟုတ်ပဲကျွန်တော်တို့ကလုံတင်လုံထိုက်တဲ့အရာမှုလုံဆောင်နေတာဖြစ်တယ်လို့ကင်ပင်နယ်နေသားဆောင်တက်ဒုတိယပုံမှုကြီးနိုင်မောင်စောကနိုဝင်ဘာ18ရက်နေ့ကသတင်းမီဒီယာတွေကိုပြောကြားထားပါတယ် PDF အနေနဲ့အရင်ကကြားဖြတ်လုပ်ငန်းတွေကိုတစ်ချိန်နှိမ့်နှင်းခဲ့ဖို့ပဲလေလက်ရှိမှာလုပ်ငန်းတွေပြန်လည်ကျေပြန့်လာတာကြောင့်အခုလိုပြပြတသားဆောင်ရွက်ရတာဖြစ်ကြောင်း၎င်းကပြောပါရယ် PDF အနေနဲ့ plan ABC ဆိုပြီးအစီအစဉ်၃မြို့ချမှတ်ထားပါရယ်အခုတော့စောင့်မနေတော့ပါဘူးပြပြတသားဆောင်ရွက်ရမယ့်အချိန်ရောက်နေပါပြီလို့၎င်းကပြောပါရယ်ရွှေကုန်းကိုဒေသအလုံးယုံနေမှာရှိတဲ့ကြားဖြတ်လုပ်ငန်းကိုနိုဝင်ဘာ၁၈ရက်နေ့ကစစ်ဆေးဖန်ဆီးရှင်းလင်းရေးဆောင်ရွက်မယ်ဆိုတဲ့သတင်းတွေကြောင့် လုံသားတွေညာရင်းချင်းထွက်ခွာတင်းရှောင်ခဲ့တယ်လို့သိရပါတယ်။တပ်မတော်နဲ့ကရင်နယ်ကြားစောက်တပ် BGF တို့ပူးပေါင်းပြီးကြားဖြတ်လုံသားဖမ်းဆီးရှင်းလင်းရေးဆောင်ရွက်လျက်ရှိတယ်ဆိုပေမဲ့တရုတ်အပအဝင်နိုင်ငံသားတွေဖမ်းဆီးရမိခြင်းမရှိကြောင်းရွှေကုတ်ကိုနေမြေကိုရောက်ရှိနေသူအလွတ်တန်းသတင်းတောက်တဦးကပြောပါရယ်။နောက်ထပ်သတင်းတဖို့အနေနဲ့ထိုင်းနိုင်ငံရဲ့တဘာဝပအဝင်ချင်းထင်းသင်းရေးတတော်တွင်ရွှေခိုးတူးတဲ့မြန်မာလေးဦးကိုဖမ်းမိတယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ ထိုင်နိုင်ငံရဲ့တဘာဝပအောင်ခြင်းထိသိတတော်တွင်ရွှေခိုးတူးတဲ့မြန်မာနိုင်ငံသားလေးဦးကိုဖမ်းဆီးရမိကြောင်းဘန်ကောက်ပို့သတင်းမှဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကန်ချနာပူရင်ခရိုင်မှာရှိတဲ့တဘာဝပအဝင်ခြင်းထိသိရေးနယ်မြေဖြစ်တဲ့ Pilot K တတော်မှာတရားမဝင်ရွှေလာတူးတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးရမိခဲ့ကြောင်းအစိုးရမျိုးသားဥယျာဉ်အကြီးအကဲကပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံသယံစာတာနဲ့တဘာဝပအဝင်ခြင်းထိသိရေးဝင်ကြီးရဲ့ညွှန်ကြားချက်အရ ကန်ချနာပိုရီခရိုင်မှာရှိတဲ့အဆိုပါတက်တော်အတွင်တရားမဝင်ရွှေတူးမှုတွေပပျောက်စေဖို့ထိုင်းတက်မတော့ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးအရာရှိတွေကကင်းလက်စစ်ဆေးတာ CCTV တပ်ဆင်ပြီးစောင့်ကြည့်တာတွေကိုအရှင်မြင့်လုံဆောင်ခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။တပ်ဆင်ထားတဲ့ CCTV တွေကနေတဆင့် နိုဝင်ဘာ16ရက်ည10:00နာရီကမှရွှေတူးဖော်မယ်လို့ထင်ရသူ25ဦးခန့်ကိုတွင်းရှိခဲ့ကြောင်းအဆိုပါနေရာကိုအာဏာပိုင်တွေကသွားရောက်စစ်ဆေးရာတချို့ဟာထွက်ပြေးသွားခဲ့ပြီးမြန်မာနိုင်ငံသားတိုင်းရင်းသား၄ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း၎င်းတို့နဲ့အတူရွှေတူးဖော်ရာမှာအသုံးပြုတဲ့ပစ္စည်းတွေလက်ကင်ဖုန်းတွေတနက်နေ့ခင်းရန်တွေနဲ့အတူကိုရီးကိုရာသုံးပစ္စည်းတွေကိုတွင်းရှိခဲ့ရတယ်လို့သတင်းမှာဖော်ပြထားပါတယ်နောက်ထပ်သတင်းပေါ်တွင်လည်း တရုတ်တမင်နဲ့ပတ်သက်ပြီးဂျပန်နဲ့တရုတ်တို့တနမန်ဆိုင်ရာပြဿနာတက်နေချိန်ဂျပန်ကတရုတ်မှာရှိရတဲ့၎င်းနိုင်ငံသားတွေပီကင်းကြီးအတွက်သတိပေးတယ်ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။တရုတ်တမင်နဲ့ပတ်သက်ပြီးဝန်ကြီးချုပ်စာနေတာကန်ချီရဲ့စကားကြောင့်တနမန်ဆိုင်ရာပြဿနာတွေဖြစ်ပွားနေချိန်မှာဂျပန်ကတရုတ်နိုင်ငံမှာရှိရတဲ့၎င်းနိုင်ငံသားတွေပေါင်းကျင်ကိုသတိထားဖို့နဲ့လူအုပ်ကိုရှောင်ဖို့သတိပေးခဲ့ပါတယ်။ အချိန်မြင့်တက်လာတဲ့ကတောက်ကဆက်ဖြစ်မှုကြောင့်တရုတ်ကလည်း၎င်းရဲ့နိုင်ငံသားတွေဂျပန်ကိုသွားတာကိုရှောင်ဖို့အကြံပေးထားပါတယ်။ကိုယ်ပိုင်ဝန်ကျင်ကိုသတိပြုပါဂျပန်နိုင်ငံသားတွေအသုံးပြုတတ်တဲ့နေရာတွေဖြစ်တဲ့ရင်းပြင်တွေကိုသွားတာလူစုလူဝေးများတဲ့နေရာတွေကိုသွားတာတွေကိုရှောင်ပါလို့တရုတ်နိုင်ငံမှာရှိတဲ့ဂျပန်တန်ယုံကနိုဝင်ဘာ18ရက်ရက်စွဲနဲ့တန်ယုံရဲ့ဝက်ဘ်ဆိုက်မှာထုတ်ပြန်ထားပါတယ်။ဂျပန်ဆိုရအဖွဲ့ရဲ့ထိပ်တန်းပြောရေးဆိုခွင့်ရမီနူရူခီဟာရာကဒီအကြံပေးချက်ဟာ သက်ဆိုင်ရာနိုင်ငံရဲ့လုံခြုံရေးအခြေအနေကိုသာမကလူမှုရေးအခြေအနေတွေအပါအဝင်နိုင်ငံရေးအခြေအနေကိုအလုံးစုံသုံးသပ်မှုအပေါ်မှာအခြေခံပြီးထုတ်ပြန်တာဖြစ်တယ်လို့နိုဝင်ဘာ18ရက်ကပြောကြားခဲ့ပါတယ်။တရုတ်တိုင်ပေကိုတိုက်ခိုက်မှုအမှန်တရားမှာဂျပန်ကစီးရင်အဖြစ်ဝင်ပါနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်စာနေတာကိုင်ချီကပြောကြားခဲ့တာကြောင့် ဂျမန်နဲ့တရုတ်တို့တန်တမန်ဆိုင်ရာပြဿနာပေါ်ပေါက်လာတာဖြစ်ပါတယ်။တရုတ်နိုင်ငံကပိုင်ဆိုင်ကြောင်းပြောဆိုထားတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရကျွန်းကိုအင်အားသုံးတာဟာဂျပန်ကစီရေးတုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်းဂျပန်ဝန်ကြီးချုပ်ကနိုဝင်ဘာ9ရက်မှာပါလီမန်မှာပြောကြားခဲ့တာဖြစ်ပါတယ်။တရုတ်ဆိုရကဂျပန်တန်အမတ်ကြီးကိုဆင်းခေါ်ခဲ့ကြောင်းနိုဝင်ဘာ14ရက်မှာပြောကြားခဲ့ပြီးမသိလျော်တာကြောင့်အခုအခါဖေရှားလိုက်ပြီးဖြစ်တဲ့ online post ကိုတင်ခဲ့ပြီးမှဂျပန်ဆိုရကလည်းတရုတ်တန်အမတ်ကြီးကိုဆင်းခေါ်ခဲ့ပါတယ်။ အနည်းဆုံးဂျပန်ကျွန်းကနေကီလိုမီတာ100ခန့်ကွာဝေးတဲ့တရုတ်တိုင်ပင်အပေါ်၎င်းတို့ရဲ့သဘောထားဟာပြုံးလင်းမှုမရှိကြောင်းဂျပန်အစိုးရကပြောကြားခဲ့ပါတယ်။နိုဝင်ဘာ14ရက်က WeChat မှာတင်ထားတဲ့ post မှာဂျပန်နိုင်ငံမှာရှိတဲ့တရုတ်တန်ယုံကဂျပန်ကိုခီးသွားလာခြင်းမပြုဖို့တရုတ်နိုင်ငံသားတွေကိုအသိပေးကြောင်းဖော်ပြထားပါတယ်။လက်တလုံးမှာဂျပန်ကောင်းဆောင်တွေကတရုတ်တိုက်ပီနဲ့ပတ်သက်ပြီးပုံမှန်လင်းလင်းနှုံစော်တဲ့မှတ်ချက်တွေပေးလာပါတယ်။ဒါဟာလူလူချင်းကုလူဆက်ဆံမှုတွေကိုဆွဆွရွရွထိခိုက်စေပါတယ်လို့ WeChat ပို့မှာဖော်ပြခဲ့ပါတယ်။ နိုဝင်ဘာ15ရက်ကတရုတ်နိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းတွေကလည်းအခုနှစ်မကုန်မီဂျပန်ခီးစင်တွေအတွက်ငွေအပြည့်အဝပြန်အမ်းပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။နိုင်ငံတိုင်းဝေကြီးဌာနနဲ့ဂျပန်နိုင်ငံမှာရှိတဲ့တရုတ်တန်ရုံနဲ့ကောင်စွန်ဝန်ရုံတွေကတရုတ်နိုင်ငံသားတွေဂျပန်နိုင်ငံကိုသွားရာကိုရှောင်ဖို့လေးနက်စွာတရီပေးတယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာဇနဲနောက်ခံလူဂါဘရီယယ်ဇန်နဝါရီလအထိအနားယူရဖို့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာဇနယ်တင်းရဲ့ဘရာဇီးနောက်ခံလူကာဘရီယယ်ဟာကျော်တာတန်ရန်ကြောင့်ဇန်နဝါရီလအထိအနိုင်ယူရပွဲရှိတယ်လို့သိရပါတယ်ကာရီယဲဟာဘရာဇီးနဲ့ဆီနီဂေါ်တို့ရှင်ပြိုင်ခဲ့တဲ့ခြေစမ်းပွဲမှာကြွက်သားတန်ရာရရှိခဲ့တာဖြစ်ပြီးအစောပိုင်းတုန်းကရန်တရက်ဘတ်အနည်းငယ်သာအနားယူရမယ်လို့ယူဆခဲ့ပေမဲ့စမ်းသက်စစ်ဆေးမှုတွေအရအနည်းဆုံးတစ်လကနေနှစ်လဝန်းကျင်အထိအနားယူရပွဲရှိတယ်လို့သိရပါတယ်။ဒါကြောင့်ဇန်နဝါရီအထိအနားယူရပွဲရှိနေတာဖြစ်ပြီး ပွဲချက်တွေဇက်တိုက်ရင်ဆိုင်ရမယ့်အာဆင်နယ်အသင်းအတွက်ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်းသုံးသပ်မှုတွေလည်းရှိနေပါတယ်။ကာရီယဲဟာပြင်သစ်နောက်ခံလို့ဆာလီဘာနဲ့အတူအာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းမှာအကောင်းဆုံးခြေစွမ်းပြနေသူဖြစ်ပြီးတရားသည့်ပြိုင်ပွဲဆုံးမှာပေးဂိုး9ဂိုးသာရှေ့အောင်ဆန်းဆောင်ထားတာပါ။အလဘယုတ်တရင်ညနေခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့တော်အောင်ကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ